အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့စနေမာလာ29ရက်နေ့စနေနေ့အတွက်နောက်ဆောင်ရမူလဝတ္တာခံမှန်ချက်တွေနဲ့အရေးပေါ်သတိပေးချက်တွေကိုတင်ဆက်ပေးပါတော့မယ်မြန်မာနိုင်ငံရဲ့အရှိန်နဲ့အနောက်ပင်လယ်ပြင်တို့မှာမုန်တိုင်းတွေတပြိုင်နက်တည်းဖြစ်ပေါ်နေတာကြောင့်ဒါမဲအော်တိုဘာလပထမပတ်တိတနိုင်ငံလုံးမှာမိုးရွာသောမှုများပြားလာနိုင်ပြီးဒေသအလိုက်အထူးသတိပြုဖို့လိုအပ်ပါမယ်မင်္ဂလာပင်လယ်အော်မြောက်ပိုင်းနဲ့အနောက်လယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေပြင်းရဲ့ဝန်ဟာဒီကနေ့မှာမုန်တိုင်းငယ်ဖြစ်ကိုရောက်ရှိသွားပြီးအနောက်ဘက်ကိုဆက်လက်ရွေ့လျားနေပါတယ် တိုင်ဖွန်မုန်တိုင်ဘူးအလွိုင်းဟာလည်းတောက်တရုတ်ပင်နယ်တွင်းကိုရောက်ရှိလာပြီးတော့အားကောင်းတဲ့မုန်တိုင်တစ်ခုဖြစ်ပေါ်လာပါတယ်။ဘူးအလွိုင်းမုန်တိုင်အာရွက်သွားချိန်မှာမြန်မာနိုင်ငံအတွင်းကိုလေးပြန့်တဲ့ရေဝံဖြစ်ဝင်ရောက်လာနိုင်ပါတယ်။ဒီကနေ့အတွက်မိုးရသွန်းမှုခန့်မှန်းချက်တွေအနေနဲ့မွန်၊ကရင်၊တနင်္သာရီတိုင်း၊ရန်ကုန်တိုင်း၊အေရဝတီတိုင်းနဲ့နေပြည်တော်တို့မှာနေရာကွက်ပြီးမူကြီးနိုင်ပါတယ်ရှင်။ရခိုင်ချင်းရှမ်းပြည်ရှိပိုင်းမကွေတိုင်းပဲခူးတိုင်းမန္တလေးတိုင်းနဲ့စကိုင်းတိုင်းတို့မှာနေရာစိတ်စိတ်မူရနိုင်ပါတယ်။ ဒေတာလိုက်အထူးခမှန်ချက်တွေအနေနဲ့ကတော့ရခိုင်ရိုးမတောက်တန်းတစ်လျှောက်ရခိုင်မကွေးနယ်စပ်တစ်လျှောက်မင်းလုံးမြို့နယ်နဲ့ပတဲမြို့နယ်တို့မှာမိုးလွန်များလိုက်ပါတယ်။လေရှိမြို့ဝင်းချင်းဟုံမလင်းရွှေပြည်အေးဖားကန့်ရွာငန်းသားစီရမဲသိန်းအောက်ပန်းပဲခူးတိုက်ကြီးရေစွာ မတူပီကျောင်းကုန်းငတိုင်းချောင်းပန်းတနော်ဝါခဲမှာဖြာပုံမြို့တို့မှာမိုးများလိုက်ပါတယ်ရှင်။လာမယ့်နှစ်ရက်အတွင်းမှာတော့မွန်၊ကရင်၊ပဲခူးတိုင်းနဲ့တနင်္သာရီတိုင်းတို့မှာမိုးပေါ်လာဖို့ရှိနေပါတယ်။ မုံနိုင်ငယ်ရေဇက်တိုက်ဆိုသလိုဖြစ်ပွားနေရကြောင်းမြန်မာတနိုင်ငံလုံးမှာအော်တိုဘာလပထမအပတ်ထိမိုးရသွန်းမှုတွေရှိနေအောင်မှာဖြစ်ပါတယ်။စပားရိတ်တေဆဲတောက်သူတွေအတွက်ကတော့မိုးဆဲချိန်တွေမှာစိုက်ပျိုလျရာတွေမပြည့်စည်ဖို့အတွက်ရေနှုတ်မြောင်းတွေကိုအမြဲစစ်ဆေးပြီးပြုပြင်ကြဖို့တိုက်တွန်းလိုပါတယ်ရှင်။မြေကြီးမှုသတိပေးချက်အနေနဲ့စစ်တောင်းမြေဟာမတော်မြေရဲ့ဆိုရရင်မထက်ကိုတပိခန့်ကြုံလုံရောက်ရှိနေပြီးဆက်လက်မြင့်တက်လာဖို့ရှိနေပါတယ်။ဒါကြောင့်မြေကံမှာနေနေထိုင်သူတွေအနေနဲ့မြေကြီးမှုကိုကြိုတင်ပြင်ဆင်ထားမှကြဖို့တိုက်တွန်းလိုပါတယ်ရှင်။ ဆဲတမန်တွေအတွက်တော့စိုးရိမ်ွယ်မရှိသေးပဲငမူရိပ်တမန်နဲ့မဟူရတမန်ဟာရည်ပြည့်မှတ်နီးကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်။ဒါကြောင့်ဆဲတမန်တွေရဲ့အောက်ဘက်ဒေသတွေမှာနေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့လည်းသတိပြုနေထိုင်ကြပြီးအရေးပေါ်ရှေ့ပြောင်းနိုင်ရေးအတွက်ကြိုတင်ပြင်ဆင်ထားကြဖို့တိုက်တွန်းလိုပါတယ်။ပင်လယ်ပြင်ခီးသွားရင်လည်းကန်နီကန်ဝေရေလောက်သားတွေအတွက်ကတော့ကက်ပလစ်ပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ော်တောက်ပိုင်းတို့မှာမုတ်တုပ်လေအားကောင်းနေပြီးဒေသိုက်နှုန်းဟာတစ်နာရီ35မိုင်အထိရှိနိုင်ပါတယ်။ လိုင်းအမြင့်ပေဟာလည်းဆယ်ပေကနေဆက်နှက်ပေတည်ရှိနိုင်တာကြောင့်တတိပြုသွားလာကြဖို့တိုက်တွန်းလိုပါတယ်ရှင်။မိုးလေဝသဖြစ်စဉ်တွေဟာချိန်နဲ့မျှပြောင်းလဲနေပြီးမူနောက်ကလာမှာဖြစ်ပေါ်လာနေတဲ့မုန်တိုင်းတွေကြောင့်ကျမတို့ CG platform ကနေတနေ့ကိုနှစ်ကြိမ်နောက်ဆုံးရမိုးလေဝသသတင်းတွေကိုတင်ဆက်ပေးနေပါရရှင်။ CG platform ရဲ့မိုးလေဝသခန့်မှန်ချက်တွေကိုကြည့်ရှုနားဆင်ပေးခဲ့တဲ့သူအားလုံးတဘာဝဘေးစစ်ဘေးတွေကနေအမြဲဆုံးကင်းဝေးပါစေလို့ကျမစင်ဒီကဆုတောင်းပေးလိုက်ပါရရှင်။ မိမိတို့ဒေသတွေမှာဖြစ်ပေါ်နေတဲ့မိုးလေဝသနဲ့ရိုင်းသည့်ဥတုဖြစ်စဉ်တွေကိုလည်းကွန်မန့်မှာမျှဝေပေးခဲ့ကြပါဦးရှင်။